မရင်စစ်မှုထမ်းဥပဒေကတလောက်တစ်ကြိမ်ခေါ်လာလားဒါမှမဟုတ်သုံးလတစ်ကြိမ်ခေါ်စစ်မှုထမ်းဥပဒေကြောင့်မပြောနိုင်ရှင်ပြောရင်အဖမ်းခံရလိမ့်မယ်ရှင်ဘောပြောနေပူတူမတော်ဟိုမှာလင်ရမှာရုပ်ကိုကြည့်ပါလားမဟုတ်ဆိုးမှာလင်ပြောတဲ့ရုပ်ဖြစ်နေပြီစစ်မှုထမ်းဥပဒေကိုအောက်ခြေမှာလွဲသုံးစားလုပ်ပြီးပေါ်တာဆွဲမှုတွေတကယ်ရှိတယ်တချို့တွေမှာဆိုလို့ရှိရင်လေတချို့အရက်တင်တာတွေမှာဆိုရင်လူဖမ်းပွဲတော်ကြီးအတိုင်းပဲဟုတ်နော်အဲ့ဒါတကယ်ရှိတယ် တကယ်ရှိတာကိုရှိရလို့တော့မပြောနဲ့အဘဘောအဘချစ်မီဒီယာကြီးအဘချစ်လူတွေကမကြိုက်ဘူးမကြိုက်ရင်အတိုးထောင်လို့ပြီးဖန်ခိုင်းနေမယ်ဒါကြောင့်မလို့မပြောပါနဲ့ကျမလည်းပြောခိုင်းကျမလည်းပြောပြီးပြီเนาะပြောတဲ့အတွက်ကျမလည်းပဲဖမ်းမယ်စီးမယ်လေးဖြစ်ပေပြီပါပြီမြူသားကြီးလုံးတယ်ဆိုတာကတချို့ကအခုလမ်းပေါ်မှာနိုင်ငံချစ်တယ်လူတွေမြူသားကြီးချစ်တယ်လူတွေအများကြီးရှိတယ်တချို့ကြတော့ကိုယ့်အချင်းချင်းဆိုတဲ့ဇာတ်ကိုအငြင်းတုံးကြတယ်เนาะ အဲကျမကချစ်တော်မိုးစကားပြောမယ်နော်ကျမကပြောရရှင်ဘယ်သူမျက်နှာမှမထောက်ဘူးဘယ်သူမှလည်းအာမနာဘူးကျမပြောရရှင်တဲ့ပဲပြောမယ်ကိစ္စတစ်ခုခုကြောင့်လည်းကို့အချင်းချင်းနေပဲလို့ပြောကြတယ်အဲ့ဒီကို့အချင်းချင်းနေပဲကဥပမာကိုကနိုင်ငံသားမနေလို့ဥပမာကိုကဝန်ထမ်းဖြစ်နေလို့ဥပမာကိုကအဖမ်းခံရမှာကြောက်လို့ဥပမာကိုကခီးဝေးနေလို့ဒီနိုင်ငံရဲ့မျိုးသားရေးတက်ကြွလှုပ်ရှားတဲ့ပွဲတွေမှာမပါဝင်နိုင်ဘူးဆိုရင်ပါဝင်နိုင်တဲ့လူတွေကိုဘယ်နှကောက်ဟေးသူတို့တွေဒီလိုလုပ်နေတာတော်လိုက်တာ ဘဏ္ဍာခေါအတိမတ်ပြုဝေဘူးတလေဥပမာကျမတို့ကမျိုးသားကြီးဆရာတော်တွေကိုအာနှစ်စင်ဝါဆိုတဲ့ငယ်စက္ကန့်လူတိုင်းနဲ့ကထိန်စင်ငယ်စက္ကန့်လူတိုင်းနဲ့အဲ့ဒီတိုင်းချီပြီးချစ်တယ်ဆိုရယ်လူတီအဝေးမှာရောက်နေလို့မလူတန်းနိုင်ဘူးဆိုရင်လူတန်းနေလူတန်းမှုပေါ်မှာကောဝမ်းမြဝမ်းသာတာတို့တာတို့ခေါ်ခဲ့ဘူးသလား အမျိုးကိုချစ်တယ်ဆိုရင်လက်တဆုံစာလောက်ပဲရှိရဲ့ဒီအမျိုးသားရဲ့ချင်းချင်းမှာညီညွတ်ရတယ်ပူပေါင်းရတယ်အဲ့ဒီလိုပူပေါင်းမှုမရှိဘဲနဲ့ငါမင်းဟိုကိုမင်းကိုချင်းလုပ်နေတာမျိုးဆိုလို့ရှိရင်စီယုံမှုအားနေပါတယ်နောက်တက်လာမယ်အစိုးရလက်ထဲမှာဘန်တာမရှိရင်ဘာမှလုပ်လို့မရဘူးဒီအစိုးရဘာမှတက်လာပြီးဘာမှဖြစ်မလာဘူးဆိုတာကိုပြည်သူလူထုကမြင်အောင်စောက်ကြည့်ရုပ်ရုပ်မှာ အဲ့ဒါဦးနေအောင်အခုအသေးသေးကချစ်ပါလေဆိုတဲ့ USDB ရဲ့လောက်ရပဲပကိုးနောက်ချမ်းကဟွချစ်ကောင်စီကိုရင်ဆိုင်ခဲ့ရတာအပြည့်မဆုံးနဲ့အပြည့်မဆုံးနဲ့ပေါ့နော်ဆိုလိုချင်တာအဲ့တော့ထားတာဆရာကြီးပြောလို့ပဲပြည်သူချစ်တဲ့လူတွေမပါတဲ့အခါကျတော့ ပြည်သူချစ်တဲ့လူတွေမပါတဲ့ဆိုတဲ့ဟာလေဒါမှားနေသလားလို့ပြည်သူချစ်တဲ့လူတွေပါပါတယ်ခင်ကြီးတို့ပါတို့တွေပေါ့တော့ဘူလက်လာဆွေတို့ပါတို့ပါပြီးရင်ဘူလက်လာဆွေကြောင့်ပြောလာမလို့အားလုံးပဲပေါ်ပေးတယ်မေးပေးတယ်မှာမျောဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျီ revolution channel လေးရပြန်ကြိုလိုက်ပါမယ်ဒီလို revolution တော့ပြီးကမှာတော့ယနေ့ဘူမာလာ30ရက်နေ့တနင်္ဂနွေနေ့ရညပိုင်းနောက်ဆုံးရရှိတဲ့ရင်းချုပ်အချင်းချုပ်ဖော်ပြပြုဆောင်ဖြစ်တဲ့တော်မျိုးအားလုံးပဲအဆုံးရှိဖို့ဒီနေ့ထပ်နောက်ဆုံးလိုက်ပါတယ်နောက်ဆုံးဒီပုံအနေနဲ့ကတော့ data mic ကြီးနဲ့အုံတိုင်း ော်ဝင်ထွတ်တော်ဝေကောက်ပွဲနောက်ရှက်မှုနဲ့မင်းအောင်နိုင်ငံနေပြီလက်ရှိမှာတော့ထောက်နံခွန်နှစ်အသီးသီးချတိုင်းအောင်ဒီနေ့မှာထုတ်ပြန်ခဲ့ရတွေ့ရှိခဲ့ရပါတယ်။ဒါကတော့ဒါရိုက်တာမာဒီရဲ့ဖစ်ဘောကောင်းဖြစ်တဲ့တန်းထွန်းစော်ဆိုတဲ့အကောင့်မှာတော့စစ်ကောင်စီဆူဆဲခဲ့သလိုဝေကောက်ပွဲကိုအန်တားနောက်ရှက်ဖြစ်စီရဲ့ရေးသားမျိုးမတွေ့ခဲ့ရပါဘူး။သူတင်ထားခဲ့တဲ့ထဲကနီးစက်ဆုံးဖြစ်နိုင်တာကတော့အခုနဲ့မဲအမှန်နဲ့မှာဓမ္မနဲ့အဓမ္မကိုစင်ကြယ်နိုင်တာပညာဆိုတဲ့ post တခုသာရှိပါတယ်အဲ့ဒီ post တခုကြောင့်ပဲအခုဆိုရင်တော့ထောင်နံခွန်နှစ်မင်းအောင်လိုင်းမတရားချမှုခံခဲ့ရတာဖြစ်ပါတယ် ဘဝင်းထွန်းတော် online ရဲ့ Facebook တွေမှာလည်းရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ post တစ်ခုမှရှိနေခဲ့ပါဘူး။ online မှာပြန့်လန့်နေခဲ့ screen shot တွေရတော့သူတို့နှစ်ဦးဟာစကားပေါ်ဝင်ကြတဲ့သူ့ဆောင်ချုပ်ကိုစောင်းပါရိတ်ချေရေးသားခဲ့တယ်မျိုးရှိတယ်လို့လည်းရှိရပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတစ်ခုမှရေးသားတာမရှိပါဘူး။ online ဆိုရင်လည်းသူ့ရဲ့ရင်းနှုံးကတကယ်ကြီးတော့ဖြစ်တဲ့တက်လက်ကိုရေးခဲ့တဲ့တက်လက်ကနေပြီးတော့ရောက်တိုင်ကြတဲ့ခါမှာတော့အခုလိုမျိုးဖြစ်သွားတာဖြစ်ပြီးတော့ဘဝင်းတို့ဆိုရင်လည်းအခုလိုမျိုးကားနဲ့ပတ်သက်ပြီးတော့စောင်းပါရိတ်ချေရေးသားခဲ့တဲ့နေသားခွဲရှိပါတယ်။ဒါမဲ့လည်းရှိချင်မှာကတော့မင်းအောင်နိုင်ကနေပြီးသူတို့အားလုံးကိုရွေးကောက်ပွဲကို ိကြိုက်တဲ့ဘေးကောက်ဘက်ကိုပျက်စီးအောင်လုပ်တဲ့ဆိုတဲ့ပုံမှန်နဲ့ပဲထောင်နောက်ခွန်းနဲ့ချခဲ့တာသိရှိရပါတယ်။ဟုတ်တဲ့တဲ့ပုံနေကတော့မန္တလေးတိုင်းမိုးကုတ်မြို့နယ်မှာစေအုပ်စုတက်တဲ့တော်လိုင်းတဖွဲ့တွေဟာအမောမလာ30ရက်နေ့ဒီနေ့ညနေ9နာရီကစပြီးတိုက်ပွဲတွေစတင်ဖြစ်ပေါ်နေပြီဆိုသိရှိရပါတယ်။တော်လိုင်းတက်တွေတက်ဆုတ်ထားတဲ့မြို့ပြင်အထိစေအုပ်စုတက်ဟာဒီနေ့ညနေပိုင်းမှာဝင်ရောက်လာတာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့အမည်မဖော်လို့တဲ့စေတရင်းတွေကသိရှိရပါတယ်။တရုံမှာတော့တိုက်ပွဲတွေဆက်ဖြစ်နေသလိုစုစုဘက်ကလည်းဇက်တိုက်ပစ်ခနေတဲ့ကြောင့်တိုက်ပွဲတွေကဆက်လက်ပြင်းထန်နေရဖြစ်ပါတယ်အပြစ်ရက်ပြီးနောက်မှာတော့အင်အားရန်နဲ့ချီတဲ့စုစုတပ်တွေကို ငွေမာလာ29ရက်နေ့ညပိုင်းမှာမိုးကုတ်မြို့ထိုးတောင်းမျိုးသားလူမျိုးကြီးတက်မတော် TN လေးကခေါ်တင်လာကြတာဖြစ်ပါတယ်လက်ရှိမှာ TN လေးကတသားတချို့မိုးကုတ်မြို့ထဲကဆက်ဆံရေးရုံမှာဆက်ရှိနေပြီးဒီတောက်စုတက်နေအုတ်ချွေးပိုင်းကိစ္စတွေဆွေးနွေးနေလို့သိရှိရပါတယ်ငွေမာလာ29ရက်နေ့ကမိုးကုတ်မြို့မှာကြန့်ရှိနေတဲ့ဒေသခံတွေကို TN လေးကအပြင်ထွက်သွားလာခင်မှာပြုထားပေမဲ့ဒီနေ့မှာတော့ပုံမှန်တိုင်းပြန်ခွင့်ပြုလို့သိရှိရပါတယ်ရုပ်နိုင်ငံရဲ့အကြက်ကန်ဖိအားပြမှုကြောင့်ဒီကအော်တိုပါလာ29ရက်နေ့ကဆုပ်ဆုနဲ့ဒီရန်နေတက်တူပါကုမီမျိုးနဲ့မှာအပြည့်ရဲ့ဘော်တူညီချက်နဲ့ မိုးကုတ်နဲ့မိုးမိတ်တို့ကိုလက်လွတ်ခဲ့တာဖြစ်ပြီးတော့လက်ရှိကျွန်တော်စေအုပ်စုကမိုးကုတ်မိုးမိတ်တာမကပဝင်းရင်မှာရှိတဲ့တော်လိုင်းတဲ့တွေကချိန်မုံမှုအတွက်စိုင်းပင်နေအောင်တွေ့နေရပြီးတိုက်ပွဲတွေကစတင်လာပြီဖြစ်ပါတယ်။အမ်မကောင်းတဲ့ဇေယိုက်တွေမကောင်းတဲ့လူတွေပျက်စီးနေတဲ့အရာတွေအားလုံးကိုကျွန်တော်ကြောက်နောက်တစ်ခုကကျွန်တော်ကိုအားပေးခဲ့တဲ့ပရိသတ်တွေကျွန်တော်ကိုသမင်းကျွေးခဲ့တဲ့ကျွန်တော်ရဲ့အမားပရိသတ်တွေပြည်သူတွေအားလုံးကို

ကျွန်တော်တို့အဖိုးရည်နေဘလို့ဒီအစီမပြေဘူးအစီမပြေဘူးဆိုတာဒါကျွန်တော်ရှင်းပါတယ်ကျွန်တော်တို့ဒရိုက်တာတွေကတော့မင်းသားတွေအပေါ်မှာအမြဲတမ်းအမြဲတမ်းဒီလိုပဲအောက်ကြခံဒီလိုပဲခေါင်းကိုခံပြီးတော့ရိုက်ခဲ့ရအဖိုးရည်ခစ်ကောဦးလေးရည်ခစ်ကောကျွန်တော်တို့ခစ်တိရောဒါရှင်းရှင်းပြောရင်ဦးလေးအောင်တို့လူမင်းသားတွေလူပါလူပါကဲလို့ကျွန်တော်တို့ဒရိုက်တာတွေဒီနေခဲ့ရတာอืมဒါမဲ့ ကျွန်တော်ကလူပိသစွာကျွန်တော်ပိတ်သက်ကိုကျွန်တော်ဂတိပေးတဲ့အချိန်ကျွန်တော်ဘယ်အမှုပညာရှင်ရဲ့မကောင်းချောင်းမှာကျွန်တော်ထပ်မပြောရဘူးဆိုတဲ့အတွက်ကြောင့်ဒီနေ့မှာကျွန်တော်ဥမီအောင်ရဲ့မကောင်းချောင်းကိုကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်ပြန်မပြောတော့ဘူး Hello ကျွန်တော်အခုမေးချင်တာဥနေအောင်ကိုဥနေအောင်ဝင်းရမှာဆိုတဲ့ USDP ကြက်ကြိုက်ဖွံ့ဖြိုးရေးအသင်းကိုကျွန်တော်မေးပါ မြန်မာပြည်မှာဘသူမှမမေးဘူးကျွန်တော်တို့ကအဝေးပါနေတယ်လို့အဲ့အတွက်ကြောင့်မြန်မာတိုင်းနိုင်ငံလုံးရဲ့ကိုစားကျွန်တော်မေးပါဘူးသိစေအစိုးရလက်ထက်တော်ဟုတ်ပြီနော်အဲ့ဒီအစိုးရကအာနာမလွေးပေးခင်ကာလမှာဝန်ကြီးဌာနကြီးရဲ့ ဘတ်ဂျက်ဒီအကုန်လုံးကိုကိုအောင်တုံးဆွဲခိုင်းခဲ့တယ်ဆိုတာဘူးနေအောင်သိပါတော့။အင်းဒါပါ။နောက်အစိုးရလက်ထက်မှာတိုင်းပြည်ရဲ့ဘန်နာမကျက်အောင်ရှိသည်မြဝန်ကြီးဌာနဒီအကုန်လုံးဘတ်ဂျက်ကိုတုံးဆွဲခိုင်းတာ။တရားအစင်းမောင်းထောက်400စာရွက်ပေါ်မှာအစွဲပြဘတ်ဂျက်ကိုဖြောက် တကယ်လက်တွေ့မှာအစဉ်990ပျောက်နေအဲ့ဦးနေအောင်သိပါတယ်။อืมတမူးကြီးရဲ့ကားတွေအော်ဒီတွေအစီ900ကျော်ကိုအာဆီယံအကြောင်းပြပြီးဝယ်ပြီးစစ်တပ်ရဲ့ဂိုဒေါင်ထဲမှာအကုန်တင်းထားခဲ့အဲ့ဦးနေအောင်သိပါတယ်။အနေဒီအစိုးရတက်လာတဲ့ချိန်မှာတိုင်းပြည်ရဲ့ဘတ်ဂျက်ကို ချက်ချင်းထုတ်လို့မရတနစ်ခွဲနေမှာထုတ်ရမယ်ဆိုတဲ့ဥတည်လွတ်တော်မှာကြိုတင်ပြီးတော့ဆုံးဖြတ်ခဲ့တာအဲဥနီအောင်သိပါတယ်အဲ့ဒါပါလို့တာနောက်တက်လာမယ်အစိုးရလက်ထဲမှာဘန်ဒါမရှိရင်ဘာမှလုပ်လို့မရဘူးဒီအစိုးရဘာမှတက်လာပြီးဘာမှဖြစ်မလာဘူးဆိုတာကိုပြည်သူလူထုကမြင်အောင်စောက်ကြည့်ရုပ်ရုပ်မှာ ဲ့လားဦးနေအောင်အခုအသေးသေးကချစ်ပါလေဆိုတဲ့ USDB ရဲ့လောက်ရပဲอืมဒါကတော့နေအောင်ကလည်းအဲ့ဒီမှာပါပြီးသားလीဒီလိုမျိုးစိတ်သက်ရှိတဲ့ကောင်မဟာယူသိတော့မတူးစမအောင်ခုမိုးကုတ်ကဲ့သို့ပေါ့နော်မိုးကုတ်ကဲ့သို့ပြန်ပြီးတော့မှတောင်းလို့မရတဲ့နေရာတွေဖြစ်နေပြန်ရောပေါ့နော်ဖြစ်နေတဲ့အခါကျတော့ရှစ်ကောင်စီကလည်းဘလို့မှဒါနှစ်နဲ့ချီးနေပြီပြန်တိုးနေတာဘလို့မှလည်းတိုးမပေါဘူးအထောက်ချောက်ကတော်တော် ပွဲပြက်နေတာပေါ့နော်တော်ပွဲပြက်နေတာကျွန်တော်လည်းအမြဲတမ်းဒါခါတတော်အေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြဲတမ်းပြောပြောပြတယ်ပေါ့နော်ဘလို့မှတိုးမပေါက်တော့ဘူးတိုးမပေါက်တော့တဲ့ခါကျတော့ဒုက္ခတော်တော်ရောက်နေတာပေါ့နော်ဆရာကြီးကြောင့်ဟိုနေ့ကပြောသေးရရခိုင်ရခိုင်ရောက်သွားပြီတေတေသွားပြီဆိုတဲ့ခါကျမှလာပြီးတော့အကြောင်းကြားတယ်တေတေပစီပေါ့ကွာဟုတ်တယ်မလားအဲ့ဒီခါကျမှဆိုဒါပေမဲ့တခုသူဟာဖြစ်တာကလည်းကျွန်တော်တို့ကအဲကျန်တဲ့နေရာမှာတော့တာတော့ကတော့တာတလို့နေခဲ့ပြီးတော့မှရခိုင် ပို့ခံရမယ်ဆိုတဲ့ခါကျမှဆက်သွယ်လာတဲ့လူတွေလည်းရှိပြန်ရောဗျာတိရပြီးလို့ရှိရင်နောက်တချို့ဆိုလို့ရှိရင်ကျွန်တော်တို့ကပြောတယ်ပါစမဖြစ်အောင်လို့ရှောင်းမှာရှောင်းမှာကျွန်တော်တို့ကဘလို့နီးလန်းနေနဲ့ရှောင်းရမယ်နီးသားဒေါ်လိုင်းတက်ဖွဲ့နေချိတ်ဆက်ပါချိတ်ဆက်ပြီးတော့မှဒေါ်လိုင်းတက်ဖွဲ့တွေစီကိုရအောင်သွားပါဆိုတဲ့ဟာပြောတော့ကျွန်တော်တို့ပြောတဲ့ဟာကအလဟဒဖြစ်တယ်ဗောနောအလဟဒဖြစ်တယ်ဒါပေမဲ့ပါစတွေကိုရောက်သွားကမှကျွန်တော်တို့လာဆက်သွယ်တယ်ရောက်သွားပြီးလောက်ပါအောင်ဘယ်တက်မှာ ဟိုဘက်တက်ကိုပါသွားတယ်လို့ဘလို့ဟွာဖြစ်တယ်လို့ဆိုတဲ့အခါကျမှကျွန်တော်တို့ကအဲ့ဒီတက်ထဲလိုက်ပြီးတော့မှဟိုဂုတ်ဆွဲပြီးလိုက်ထုတ်ရမလို့ဖြစ်နေတဲ့အနေအထားမျိုးပေါ့နော်အဲ့တော့စောစောစီးစီးတွေကဟိုဟွာဖြစ်စေခြင်းတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကတော့ဒါရခိုင်မျိုးနင်းတာနဲ့ရခိုင်မျိုးအဆက်ကိုရောက်တာနဲ့ဟိုဘလို့ပြောရမလဲတမလွန်ပို့ပေးနေတဲ့အနေအထားမျိုးအထိအဲ့ဒါတော်တော်တင်းနေမှာမှာ တိုက်ခိုက်ထားနိုင်တာကိုလည်းတွေ့ရတယ်ဗောနော်အဲ့လိုတိုက်ခိုက်ထားနိုင်တာကြောင့်လဲဒါနောက်ဒုတိယပုတ်လေးကျွန်တော်ဆက်ပြောလိုက်ပါအဲ့လိုတိုက်ခိုက်ထားနိုင်တာကြောင့်ပဲကျွန်တော်တို့ညာကြီးချိန်မတော်တို့မနက်ခင်းစောစောတို့ပြည်သူလူထုအိမ်မောကြနေတဲ့အချင်းတို့เนาะနေ့ရက်တစ်ပြက်တက်ပြီးတော့မှကျွန်တော်တို့လေရင်နဲ့တက်ပြီးတော့မှဘုံကျဲတာကြီးလဲဒါကြောက်တော့မှဆိုရင်เนาะတော်တော်ဟိုမြင်ကွင်းစိုးစိုးပေါ့เนาะကလေးတွေအားစပြည်သူခုနှစ်ဦးတည်ပြီးတော့၁၀ဦးကတော့ ခါပြင်းထန်တန်ရရတယ်ဗောနော်အဲ့ဒီတော့ခုနကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာစစ်ကောင်စီအနေနဲ့အထိနာနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ပြည်သူကိုပဲဒါစစ်တပ်အနေနဲ့ကမဲပြီးတော့ဗောနော်ပြည်သူကိုပဲပုံကျဲနေတာအခုလက်ရှိပုံကျဲနေတဲ့ data scan ဌာနချုပ်တွေကလည်းများသောအားဖြင့်ကျွန်တော်တို့မကွေး data scan ဌာနချုပ်နဲ့ဒါပတ်သိမ်း data scan ဌာနချုပ်ပေါ့နော်အဲ့ဒီရှေ့မှာလည်းကျွန်တော်တို့ဒါဟိုအခါခါအထက်ထက်အခါခါပြောခဲ့ပြီးပြီပေါ့နော်ဘို့ ဟိုနဲ့ကျွန်တော်တင်ရှိမှာဆို L410 ရတော့ရောက်တော့ဟာဆိုလဲကျွန်တော်တို့ကြိုတင် information တွေပေးပြီးပြီเนาะဒီ L410 ငါနေပတ်သက်လေးတဲ့ scan ဌာနချုပ်မှာဒါအုပ်ဖွဲ့ပြီးတော့လေကြောင်းတိုက်ခိုက်ဖို့အတွက်ဒါရခိုင်ပြည်နယ်ကိုပြင်းပြင်းထန်ထန်လေကြောင်းတိုက်ခိုက်ဖို့အတွက်ပြင်ဆင်ထားတယ်ဆိုတာကိုလဲကျွန်တော်တို့ရှိမှာထထက်ခါခါအဲ့ဒါတ3ပေးပြောထားတာပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်လို့ကျွန်တော်လဲဟိုမနေ့ကတခုလေးပြောခဲ့တာပေါ့เนาะ yes ကျွန်တော် စခန်းတွေသိမ်းပြီးတဲ့အခါမှာမီးရှို့ဖျက်ဆီးတာတွေမလုပ်ခွင့်နဲ့အဓိကကိုရီးယားဆိုရင်ညအောင်ယူဖို့ဆိုတဲ့ဟာကကျွန်တော်တို့တော်လိုင်းဘတ်တော်သားတွေရဲ့မိသားစုတွေကအချင်းချင်းခါခါချင်းချောက်ခံရတယ်ဗျ။ဟုတ်နော်အသက်အန္တရာယ်ကိုတခြားအန္တရာယ်မျိုးစုံဗျာအန္တရာယ်မျိုးစုံချင်းချောက်ခံရနော်မျိုးစုံပါတချို့ဆိုရင်ဒါဝေမန်နီကနေငွေလွှဲထားတဲ့ဟိုတဝါတွေ့လို့ဆလစ်တွေ့လို့ နော်တော်တော်လိုင်းထောက်ဖို့ဆိုပြီးရမှာတခါထောင်ချတာနဲ့ဒီဟိုဟို KB ကနေလွှဲမိတဲ့ဟာကဒါဟိုဖြစ်တာနဲ့ပေါ့နော်မိသားစုဝင်တွေကအများကြီးကျွန်တော်တို့မိသားစုဝင်တွေအများကြီးချင်းရောက်ခဲ့အခုဆိုလို့ရှိရင်လည်းဒါပုံကျတာဆိုလို့ရှိရင်လည်းမိသားစုဝင်တွေကိုပဲမိသားစုဝင်တွေပဲအရသားတွေပဲအဲ့ဒီမှာဒါအရခတ်တော့ AA ရဲ့ တပ်ဖွဲ့ဝင်တွေအခြေဆိုင်ရာနေရာလဲမဟုတ်ဘူးဒါဒီတိုင်းပဲအပြည်သူလူထုနေတဲ့နေရာပေါ့နော်အရခတ်တော်ကတိမ့်ပိုက်ထားတာတော့မှန်တယ်နော်အဲ့တော့ဟိုမြောက်ပေးနေတဲ့လူတွေလဲမြောက်ပေးနေတာပေါ့နော်အဲ့တော့ထွန်းမြတ်နိုင်ဘယ်နေရာမှာရှိလဲအရှိရဲ့နေရာဒီတပီလုံးဘုံကျဲပြေလို့ ဟိုပါဖြစ်တယ်လို့ညာဖြစ်တယ်လို့ဆိုပြီးတော့မှဒါစစ်ကောင်စီဟိုအမဲသားကျွေးနေတဲ့ယူကိုအမဲသားကျွေးနေတဲ့ကောင်တွေကလည်းရှိပြန်အောင်ပေါ့နော်ရှိတဲ့အခါကျတော့အပြည်သူလူထုကကျွန်တော်တို့ကအဲ့ဒါကြောင့်မလို့အမြဲတမ်းအကြံပြုပါတယ်ကျွန်တော်တို့နီးစက်ရနေရာလေးမှာမိသားစုဘုန်းခိုခြင်းလေးတွေတူးကြပါတူးကြပါပေါ့နော်တူးကြပါတူးကြပါပေါ့ကျွန်တော်ဆိုရင်ဒီမောတော်မဲ့ရှင်ရန်သွားတဲ့အချိန်မှာကျွန်တော်ပထမတညကြုံလိုက်တယ်ဝိုင်တွဲလာတယ်ညာဆန်းနှစ်နာရီကျော်ကြီးလာကျဲတယ် ည7:00နာရီကျော်လာကျဲအဲ့တော့ဒီကောင်နောက်နေ့မှလည်းထပ်ပြီးတော့မှလာနိုင်ပါပဲအဲ့တော့ line နဲ့တစ်ချိန်မဟုတ်တစ်ချိန်တော့ငါငါပေါ်တော့ကျဲပြီးတော့မှပဲကျဲပြီးတော့မှပဲဆိုစဉ်းစားပြီးတော့ကျွန်တော်ဘာလုပ်လဲနောက်ဆုံးကျွန်တော်ဂျင်းထဲမှာပကက်ဆွဲပလိုက်တယ်ဂျင်းထဲမှာပကက်ဆွဲပြီးတော့အဲ့ဂျင်းထဲမှာပဲတခါလေပကက်ဆွဲပြီးတော့မှအိတ်အိတ်အိတ်ပလိုက်တော့ပြီးတော့အဲ့ဒါညာ7:00ခွဲ7:00လောက်ကြာလာပြီးပြီးဆိုပြီးတော့လာပြီးတော့မှ ကျဲတယ်ကျဲပြီးပြန်သွားပြီဆိုမှလွတ်လွတ်လပ်လပ်အပေါ်မှာပြန်ပြီးတော့မှခြေကင်းလက်ကင်းဆန့်ပေါ့နော်အပေါ်မှာပြန်ထွက်အိမ်လဲအိမ်တယ်ပေါ့ဒါပေမဲ့တခါလေကြလဲကျင်းထဲမှာပဲပြီးတော့ကွာတခါလဲဆက်အိပ်လိုက်တော့မှဆိုပြီးတော့မှအဲ့လိုမျိုးအိပ်လိုက်တဲ့ခါမျိုးလဲရှိတာပေါ့အဲ့တော့မိသားစုဘုန်းကိုကျင်းလေးတွေတော့ဟိုတူထားတင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကကျင်းပေါ့တက်တဲ့ကြရင်တော့ကျွန်တော်လဲကျွန်တော်ဝင်းရတဲ့ကျင်းဟာဒီ120ဒံခံနိုင်လားဆိုတော့တစ်လုံးနှလုံးတော့ခံရမှာပေါ့ဗျာဟုတ် အများကြီးအဆူလိုက်ပြုံလိုက်ကြီးကျင်းပေါ်တက်တက်ကြီးကြာရင်တော့ကျွန်တော်လဲကားပြီပေါ့ဘဲခန်းနိုင်ပေါ့ဒါမျိုးဆိုရင်တော့ဒါကိုတေမင်းကကိုခေါင်းပေါ်တက်တက်လာတာအဲ့ဒါတော့လုံးဝမတက်နိုင်ဘူးဒါပေမဲ့တခြားနေရာမှာကြာရောက်ပေါက်ကွဲတဲ့စပန်နာသားကကိုလာထိတာကြီးတော့မဖြစ်အောင်လို့ဥမာကျင်းရဲ့အပြင်မှာပြင်ပကြိုက်တဲ့နေရာမှာကွဲပါစေကျွန်တော်ကိုမထိအောင်တော့ကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကိုမထိအောင်တော့တော်လိုင်းတက်ဖွဲ့တွေအကုန်လုံးကဒါကျင်းလေးတွေတခြားဟိုဖြစ်ပြီးတော့မှာ ဲ့တော့ကျွန်တော်တို့ခဏရပိုင်းလေးစစ်တိုက်တဲ့လူတွေလာပိုင်းလေးစစ်တိုက်တဲ့လူတွေတော့လာပိုင်းရပိုင်းလာပိုင်းဆိုတာဒီလိုမျိုးဒီတနေရာကိုပြောတာเนาะအကျန်တဲ့နေရာကိုပြီးရင်ရွှေ့ရမှာပေါ့เนาะအဲ့တော့အဲ့လိုလူမျိုးတွေတော့ကျင်းတူးပြီးဆိုဒီနေရာမှာနေနေစားတူကနေလူကနေမဲ့ပြည်သူလူထုနေနေရတော့ကျင်းရတော့လုတ်ကိုလုတ်ထားတဲ့နေဗျအဲ့ဒီဟာလေးတော့ကျွန်တော်ကတကယ်အမြင်နဲ့လဲကျွန်တော်အကြံပေးပါတယ် ကျင်းတူးတင်တယ်ကျင်းတူးတင်တယ်ကျင်းနေတူးပြီးတော့မှအဲအဲ့ဒီကျင်းထဲမှာကိုမိသားစုညဘက်ဆိုရင်မီးလင်းရောင်ကြောင့်တခုအနေဖြစ်မှာဆိုလို့ရှိရင်ဖျောင်းနိုင်မီးလေးနဲ့ဟောတယ်မှာဖျောင်းနိုင်မီးလေးနဲ့ဟိုဖြစ်ပြီးတော့မှဒီကျင်းလေးထဲမှာမိသားစုအိပ်ဆက်တဲ့အခါမျိုးကြလို့ရှိရင်ဘာပဲဖြစ်ဖြစ်ဟိုခေါင်းပြောင်းတော့အိပ်ရတယ်ဗျာအေးဆေးအိပ်ရတယ်ဟုတ်လေရင်တန်းကြားလို့ရှိရင်လည်းတစ်ချက်ဟိုဒီထကြည့်တာတို့ဘာလို့အဲ့လိုမျိုးပေါ့နော်သတိပေးတာတို့ဘာလို့ပြီးရင်ကျင်းကိုကျွန်တော်တို့ အထဲတဲ့ဝင်ကဘာပုံစံပေါ့နော် ခွေပြီးတော့မှတူးလို့လည်းရတယ်ပေါ့နော်ဒီဟာလေးကြီးလည်းကျွန်တော်ကပြုလို့စေချင်ပါတယ်ဆိုတဲ့ဟာတော့အကြံပေးချင်တယ်ပေါ့နော်ဟုတ်ဟုတ်နောက်တစ်ခုကတော့ကျွန်တော်တို့ KNP နဲ့အတွင်းပေါ့နော်မင်းလက်ပန်မှာကျွန်တော်တို့ KNN လေးရတဲ့ဥပမာ DGPA တက်ဖွဲ့တွေကိုအထိန်သိမ်းထားတာအောင်မှပြန်လွတ်လိုက်တယ်ဆိုတော့သတင်းတွေ့တယ်ပေါ့နော်အဲဒီနောက်ပိုင်းမှာပဲကျွန်တော်တို့ဒီနိုဝင်ဘာလ29ရက်နေ့မှာပဲဒီ DGPA ကနေဥပမာကျွန်တော်တို့ flu နဲ့ဟော်လီလမ်းပိုင်းကို ပြန်ဖွင့်နေဆိုတဲ့သတင်းတစ်ခုလည်းတွေ့ရတာပေါ့ဟုတ်ဟုတ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဟိုကော်ဘရာစစ်ကြောင်းကစစ်ကြောင်းတစ်ကစစ်ကြောင်းမှုပေါ့နော်ဒါဘူစောကောကလည်းဒါလေးနဲ့ပတ်သက်ပြီးတော့မှ line ပေါ်မှာ ရေးပြီးတော့မှတင်ထားတယ်ပေါ့နော်စစ်ကောင်စီကမောင်ကျော်တွေကိုဘလို့ပဲတွေးခွဲတွေးခွဲပေါ့နော်မောင်ကျော်တွေကတွေးမခွဲပါဘူးတွေးမကွဲပါဘူးပေါ့နော်အချိန်တိုင်းဒီလိုပဲဖြစ်ရမှာပေါ့ဆိုတဲ့ဟာပေါ့နော်အဲ့တော့ ကျွန်တော်တို့ကတော့ဖြစ်စီရင်တာတော့စီးလုံးစေခြင်းတယ်စီးလုံးစေခြင်းတယ် KNN တွေကအခု DKPA ဘိုးတခွားသီးတို့ရဲ့ဒါဟိုဟာဟိုကြားဖြန့်ယုံဝင်ပြီးတော့မှစီးရယ်ဝင်စီးပြီးတော့ဒါ DKPA တပ်ဖွဲ့ဝင်တရားကြောဒါဖမ်းဆီးထားတယ်ဗောနော်ဖမ်းဆီးထားတယ်ဖမ်းဆီးထားတဲ့ခါကျတော့ဘာဖြစ်မလဲဆိုတော့ तू ကဟိုအချင်းချင်းဟိုရန်ဖြစ်ဖို့အတွက်လမ်းသာတွေသွားပြီးတော့မှဖြစ်လာအောင်ဗောနော်ဖြစ်လာတဲ့ခါကျတော့တခါ DKPA ကစာပြန်ထုတ်တယ် ငါငါတို့ပိုင်တဲ့လမ်းကိုလမ်းမဟုတ်ငါတို့ဆိုးမိုးထားတဲ့လမ်းမဟုတ်မင်းတို့တယောက်မှမလာနဲ့လာမယ်ဆိုရင်ကြိုပြီးတော့တရင်ဖို့ပါညာဆိုဒါကတယောက်နဲ့တယောက်နည်းနည်းဆောင်လာတဲ့သဘောပေါ့နော်အဲ့တော့ဒါဒီကနေဆက်ပြီးတော့မှတင်းပါမယ်ဆိုရင်တော့တယောက်နဲ့တယောက်ကတိုက်ပွဲတွေဖြစ်ပွားတဲ့အထိဖြစ်လာနိုင်ခြေရှိတာနေပြီးကမှဒါ KNN တွေကအယောက်တရာကျော် DGB ရဲ့အယောက်တရာကျော်ပြန်လှုပ်ပေးလိုက်တယ်ပြန်လှုပ်ပေးလိုက်ပြီးတော့ DGB ရဲ့လည်းငါငါတို့လမ်းမိုင်းငါတို့ပြန်ဖွင့်ပေးပြီးလွတ်လွတ်လပ်လပ် အသွားလို့လာလို့ရတယ်ဆိုတဲ့ဟာကအချင်းချင်းတကယ်သာခရင်လက်နက်ကင်တပ်ဖွဲ့တွေအကုန်လုံးဒီနေ့စီယုံမနေ့ပြန်ကင်ဘီနေကလွတ်မြောက်တယ်ဒီနေ့စီယုံမနေ့ပြန်လွတ်မြောက်တယ်ချစ်ကောင်စီဆိုတာအဲ့ဒီဒီကင်ဘီနေတဲ့လက်နက်ကင်အဖွဲ့အစည်းတွေနဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ကင်ဘီနေထဲမှာရှိနေတဲ့အရေးအတွက်ကိုချိန်ကြည့်ဆယ်သားတစ်သားလောက်ရှိတယ်ဆယ်ဟုတ်ဟဟိုင်းမာဒီဘူးမတွေ့ခဲ့တဲ့အကြောင်းအရာလေးကကင်ဘီနေမှာလဲ လောက်ထီတော်မှာစီယုံမှုပြုခွင့်နေတယ်ဆိုတော့ထောက်ပြတာဖြစ်ပြီးတော့စီယုံမှုလာရှိမယ်ဆိုရင်စစ်ကောင်စီရဲ့ကောင်တွေအနေနဲ့ကင်းပြီးတော့လုံးဝလွတ်မှာလောက်တည်တဲ့မှာပဲကင်းပြီးနေဆိုတော့တော်တော်လေးဥမှကြီးကျယ်ပြီးတော့တကယ်ဥမှပဲချိန်ကဖားစီတန်တွေတကယ်ဥမှညံ့အောင်တီးရမယ်ချိန်မှာအခုချိန်ကြီးအတန်တိတ်နေထားတယ်ဖြစ်ပါတယ်ဆိုတော့မျိုးတွေအလုံးမဒီဗီဒီယိုတော့ဆုံးသတ်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့အောက်ဆက်ဒီတို့ပြောပြကျွန်တော်ရဲ့ကိုကျိုဘရန် channel လေးကိုလိုက်ရန် subscribe လုပ်ရန် subscribe ပြေးရအောင်နဲ့ညီမတက်လာများဗီဒီယိုနဲ့တရင်အားလုံးကိုကြည့်ရှုနာဆင်ရဖြစ်ပါတယ်ဆိုတော့မျိုးတွေအလုံးပဲပေါ်ပေးနေမိပြီးတော့များသောကြိုးမွေးကြပါသေးလို့ထပ်မံတောင်းဆိုပေးနေပဲ ညညပြီတော့လည်းဆုံးတယ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်းဆုံးလို့ကြပါမယ်ဆုံးနေရှိပြီတူးညီဆိုင်သူပဲကျေးဇူးတင်ရှိပါတယ်ဗျာ